ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကဘာလွန်ဒေါစုကဒမ်ဘီလီတွက်လာလမိုင်းရမဲတွက်လာနေ့စဉ်တိုင်းဘောလုံးအားကစားနဲ့ပတ်သက်ပြီးတော့ကစားမားတွေကြားမှာပရိသတ်တွေကြားမှာပါအမဲလိုလိုငင်းခုန်နေရှိတဲ့ຢာတစ်ခုကဘာလွန်ဒေါစုကိုဘသူရအသင်လဲဆိုတာပါပဲဒီနေ့တော့ဆွမ်းနေလို့ရတာထိုက်တန်နေဘေးကနေကမက်ဆီရသွားမှထိုက်တန်ဘူးအာဂျင်တိုင်းသားရသွားတာထိုက်တန်ပါတယ် မင်းတို့ပရိုဂီတာကမှဘာမှလုံးပြတတ်တာမဟုတ်အဆရှိတဲ့ငင်းခုံမှုတွေကဘောလုံးလောကမှာအချိန်ကာလတစ်ခုကြာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးခုဆိုရင်ဆိုပါငင်းခုံမှုတွေမရှိတော့တော်လေးလဲကြာသွားကြပြီဖြစ်ပါတယ်မက်ဆီယိုရှော်နယ်တို့ပါနှစ်ယောက်စလုံးဥရောပဘောလုံးရောင်းမှာမရှိတော့နောက်ပိုင်းကလေးကမက်ဆီယားတင်နေရှော်နယ်တို့ရားတင်နေဆိုရင်ငင်းခုံမှုတွေကတိတ်ဆိတ်လို့သွားခဲ့တာပါစူညာတန်ဒီမကြားတော့ဗီမဲ့လဲဘောလုံးလောကနဲ့ပတ်သက်ပြီးတော့အဆိုပါဂုတ်ကြီးနှစ်ပါးယနေ့ချိန်ထိလွှမ်းမိုးထားဆဲပဲဖြစ်ပါတယ်ဒါမှလည်းဘောလုံးဒီယောဆူနဲ့ပတ်သက်ရင်တော့ပြီးခဲ့တဲ့ရာသီကလေးက သူတို့နှစ်ယောက်ပါဝကယ်ကြီးမှရှိတော့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီမှာတော့ရော်ဒီဂိုနဲ့ဗီနီရှက်တို့ဟာသူရတဲ့နဲ့ငားတဲ့နဲ့ဆိုပြီးအငင်းခုံလေးဖြစ်ခဲ့ကြပါသေးတယ်။မန်စီနဲ့ရှော်နယ်တို့တို့မပါဝင်ကြတော့ပေမဲ့ဘာလွန်ဒီယိုဆုနဲ့ပတ်တိုင်တော့ပရိသတ်တွေကငင်းခုံမှုတွေကရပ်တန့်သွားမျိုးမရှိဘဲယနေ့ထက်တိုင်စူညံပြီးစူညံနေကြတာဖြစ်ပါတယ်။ဒီနေ့ဘောလုံးရာသီမှာလည်းချန်ပီယံလိဘောလုံးပွဲတွေပြီးသွားတဲ့အခါမှာတော့ဗလွန်ဒီယိုဆုဟာ PSG တိုက်စစ်စားမှဒန်ဘီလီရတဲ့နဲ့ဆိုပြီးပြောဆိုမှုတချို့ကြားနေခဲ့သလိုတချို့သောပရိသတ်တွေကလူငယ်ကစားမှလေးလမင်းရမယ်ရတဲ့နဲ့ဆိုပြီးလည်းပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ အကြေလိုမက်ဆီဂျီရိုနယ်ဒိုပြိုင်ဆိုင်မှုမဟုတ်တော့ပေမဲ့ရမဲနဲ့ဒမ်ဘီလီရဲ့ပြိုင်ဆိုင်မှုကလည်းပရိသတ်တွေကြားထဲမှာလှုပ်ခတ်နေကြတာပါလမင်းရမဲကလည်းချန်ပီယံလိဆူပလာမရတာကလွဲလို့ရှိရင်လာလီဂါမှာတော်တော်လေးကိုတောင်းကျမ်းပြထားခဲ့တာဖြစ်သလိုစပိန်သင်းတန်းတူယူရိုဖလားကိုလည်းစကူထားနိုင်ခဲ့သူဖြစ်ပါတယ်။လာလီဂါမဘေးဖလားအပါအဝင်ပြည်တွင်းဆူဖလားသုံးလုံးတွေကိုလာမင်းရမဲကစကူထားခဲ့သလိုအသင်းအဓိကလူငယ်စားမဖြစ်စွမ်းဆောင်ပြထားခဲ့တာဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကို1 expert ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ one expat အကောင့်ဖွင့်သူတိုင်း promo code fbk 03လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ football game မှာကစားခြင်းနဲ့ဆိုတော့ phone number viber 39963လုံး03လုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာခြာပေးထားတဲ့ telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါမဲ့ damilia လည်းလက်မရမဲလို့မြပြင်သစ်လီကူဝမ် champion ပါဝင်ပြည်ရင်းစုဖလား3လုံးထိပြည့်ကြည့်တဲ့နဲ့တူရောက်ထားခဲ့ပြီးတော့အခုနောက်ဆုံး champion league ဖလားကိုပါစကူးထားနိုင်ခဲ့သူပါ ပြည်ကြည်တဲ့နေပြကြီးလူဝေဇန်နရီကတော့သူတင်းရဲ့တိုင်းစစ်ဈာမဖြစ်တဲ့ဒမ်မီလီယာဒီယာတီရဲ့ဗော်လန်တီယာဆုရှင်ဖြစ်တဲ့ဆိုပြီးတော့ဟော့ကင်းထုတ်သွားခဲ့တာဖြစ်ပါတယ်။ဒမ်မီလီယာအင်နာမီလန်တင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဖိုင်နယ်မှာပြည်ကြည်တင်းတို့ကတွင်းကိုရယူနိုင်ခြင်းမရှိပေမဲ့အဆိုပါပွဲစဉ်အဓိကကစားမတယောက်ဖြစ်ခဲ့ပြီးတော့ဂိုးဖန်တီမှုနှစ်ကြိမ်ထိကိုပြုလုပ်နိုင်ခဲ့ပါတယ်။ဒမ်မီလီယာယခုရသည့်ချန်ပီယံလိပြိုင်ပွဲတစ်လျှောက်တွင်းကို၈ဂိုးတီကိုတွင်းယူခဲ့ပြီးတော့ပြည်ကြည်ကစားမတွေအနက်အများဆုံးအနေထားတစ်ခုလည်းပဲဖြစ်ပါတယ်။ဘာစရာတင်းရဲ့တိုင်းစစ်ဈာမရော်ဖီညာတွင်းကို၃ဂိုး တွင်းခဲ့မယ်ဆူဖလာအောင်ယုံမရခဲ့တာကြောင့်ဆာလာအမ်ဘာပီတို့နီတူဒမ်ဘီလီရဲ့ချန်ပီယံလိဖလာအောင်မြင်မှုချိန်ဝအောင်ကြော်လုံမှုအခက်တွေ့နေခဲ့တာဖြစ်ပါတယ်။လူရီဆန်နိုရီကဘလွန်ဒီယောဘယ်သူရမလဲဆိုအားလုံးကစိတ်ဝင်စားနေကြမှာပါ။ကျွန်တော်ကတော့ဒမ်ဘီလီအတွက်ပဲလို့ထင်မြင်ယူဆမိပါတယ်။သူဖိုင်နယ်မှာကစားသွားခဲ့တဲ့ပုံုံကြည့်လို့ရှိရင်သူကကိုယ့်အတွက်မဟုတ်ပဲအသင်းအတွက်ပဲအောင်ဆိုင်ခဲ့ဆိုတာခင်ဗျားတို့တွေ့မြင်နိုင်မှာပါ။သူဒီဆုနဲ့ထိုက်တန်ဆိုတာကျွန်တော်အကျွေးမဲ့ယုံကြည်ပြီးသားပါ။သူတရားဒီလုံးစွမ်းဆောင်ခဲ့တာဒီဆုနဲ့ထိုက်တန်ပါတယ်ဆိုပြီးတော့မှတ်ချက်ပြုသွားခဲ့တာဖြစ်ပါတယ်။ဇုံနေကြည့်ပြတော့အားလုံးကိုဂျေဆုတင်ပါတယ်ခင်ဗျာ။